မင်းရဲ့သာသမီမရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စီအောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလတရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာမိတ်ဆွေကောင်းပညာကောင်းတွေရရှိတတ်တဲ့ရွေးမှရှိတဲ့ တည်င်းကောင်းနေကြရတတ်တယ်။ငွေကြီးတွေကတော့ဒီနေ့မှသုံးလေဝင်လေဖြစ်နေတတ်တယ်။အလုတ်ထဲမှာလည်းအဆဆအရရအစဉ်ပြေအောင်မြင်မယ်နော်။ကျမရဲ့အနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီးရေးမှလည်းကြားလေသွေးလိုဝင်းနေရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအပြာရောင်နဲ့စိမ့်ပြာရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိပြားမှာမုတ်ဖတ်တော့ကလူပေးရမှာဖြစ်ပါရှင်။ခုနရဲ့သာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ အိဋ္ဌသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလတရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာ အနောက်အရှက်အပြိုင်ဆိုင်များနဲ့ဂျူလီယာတက်တဲ့စကားပြောဆိုရတာညှဉ်းခုံရတာမျိုးတွေလည်းဂျူလီယာတက်တဲ့အလုပ်ထဲမှာလည်းမိမိနဲ့အယူအဆတွေကွဲလွဲနေပြီးတော့အလုပ်မှာအဆင်မပြေတာတွေကတအားကြီးများနေတဲ့တဲ့ကျမ်းမာရေးအနေနဲ့သတိထားနော်ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချစ်ရေးမှာလည်းဒီနေ့မှဝေးလေကောင်းလေဖြစ်နေတတ်တဲ့အိမ်တော်ရေးမှာတော့တာရတယ်เนาะအကျိုးပေးတဲ့ခဏန်းကတော့၃နဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအရှိပြားမှာဖရဲသည်သုံးစိကလူပေးရမှာဖြစ်ပါတယ်ရှင်။ခွန်ရဲသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ဧဒသဘောကိုဆောင်တဲ့ခေါင်းနဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့မိဒသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွှဲမှာပါစေ2025ခုနှစ်ဒီဇင်ဘာလ တရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တောင်ဟောစတန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာသူများပြဿနာ ကိုပြဿနာ မျိုးတွေဖြေရှင်းရတတ်တယ် ကြောင်းဝင်ပြီးတော့ကိုကကြားညက်ပြီးတော့ခေါင်းခံပြီးတော့ဒီနေ့မှဖြည့်ရှင်ပြရတတ်တဲ့မိတ်ဆွေအတွက်ကိုလည်းဒီနေ့မှစိတ်တော်ကပြီးကြုံရတတ်တဲ့မြေကိစ္စနေရာကိစ္စများအတွက်လည်းဒီနေ့မှစကားအခြေအတင်စကားများစကားပြောဆိုဖြည့်ရှင်ပြရတတ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့လည်းကောင်းတဲ့ကောင်းသောခရီးဝေးထွက်ရတတ်တဲ့ကျမ်းမာရေးအနေနဲ့တည်ထားနော်ခန္ဓာကိုယ်ရဲ့အောက်ပိုင်းမှာခြေထောက်မှာဒီကိုက်တန်ရရတတ်တဲ့အကျိုးပေးတဲ့ န်းကတော့၄နဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာညိုမိုင်းသောအရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖေးရမှာနွားလို့ကက်လီဖေးရမှာ ဖြစ်ပါတယ်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လဲမပါစေ။ 2025ခုနှစ်ဒီဇင်ဘာလတရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောဇဒန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာငွေချင်းနဲ့ပတ်သက်ပြီးတိုင်းဒီနေ့အတွက်စိတ်ရှုပ်เสียစိတ်အနောက်အရှက်ဖြစ်เสียများနဲ့ဂျုံတရားတဲ့အလုပ်ထဲမှာလည်းကိုကသူများပြဿနာကိုပြဿနာဖြစ်တတ်တဲ့ရိုက်เสียရရှိရငွေချင်းတဲ့ဒီနေ့မှာပြင်မရပဲနဲ့ ထင်ငော့ကြံ့ကြာနေတဲ့တေအီဒီငွေကြီးကိစ္စတွေ့တယ်လေဒီနေ့မှာတော်တော်လေးကိုခေါင်းဆားရတာဆိတ်ရှုပ်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်ငွေရေးကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေဆိုဒီနေ့မှာချိန်ဆပြီးတော့လုံတော့ငွေကြီးကညံ့နေစမ်းမာရေးအနေနဲ့လည်းခေါင်းမူရဲ့ခေါင်းကိုက်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့ခြေသူကမိမိကို အထင်လွဲခံရတာမျိုးတွေဒီနေ့မှကြုံရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့4ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့အညိုရောင်ပဲဖြစ်ပါတယ်။ရရားအနေနဲ့မိမိအရှိပြားမှာလက်ဖက်ရည်ကပ်လို့ပေးရမှာဖြစ်ပါတယ်ရှင်။ ခொနီရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ရှင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလတရက်နေ့ဇာတာပရိသသမီးများအတွက်တနေ့တန်ဟောစတန်ဖြစ်ပါတယ်ဇာတာပရိသသမီးများအတွက်ဒီနေ့မှာသူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ် မိသည့်အရာကိုမှဒီနေ့ခေါင်းခံပြီးတော့အမခံမလုပ်ပြီနဲ့နော်အစင်မပြေဖြစ်တတ်တယ်အလုပ်ထဲမှာကိုကစိတ်ရှုပ်เสียရစဉ်းကြီးเสียရများနဲ့ဒီနေ့အတွက်ကြုံတွေ့ရတတ်တယ်ကျမ်းမာရေးအနေနဲ့ကောင်းမှုတဲ့ကောင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးရင်မှာလည်းမိမိကိုချစ်သူကအထင်လွဲเสียရများနဲ့ဒီနေ့မှာကြုံတွေ့ရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာ အစိမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရလျာအနေနဲ့မိမိအရှိပြားမှာပေါင်မိုး၅ချက် ကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်လွှဲမပါစေ။၂၀၂၅ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့ တောက်ကြသားသမီးများအတွက်တနေ့တာဟော်စဒန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာအစုဆက်တူရှယ်ယာလုပ်ငန်းများတွေလုပ်ကိုင်ရတဲ့ပိန်ကိစ္စနေရာကိစ္စအတွက်ဒီလေဒီနေ့မှာဆိတ်ရှုပ်ဆရာဆင်းရဲဆရာများနဲ့ဂျူလီယာတက်တဲ့နေရမလို့မနေရမလို့ဖြစ်နေတဲ့အတွက်အိုးအိမ်နေရာတိုင်းင်းနဲ့ပတ်သက်ပြီးသွားရင်ဆန္ဒမစောတင်သေးဘူးเนาะဒီနေ့အတွက်ငွေရေးချင်းနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့မှာ အမခံပေးတာမျိုးတွေချီးငားပေးတာမျိုးတွေလည်းအထူးသတိချာနော်အထူးရှောင်ခြင်းနော်အစင်မပြေဖြစ်တတ်တယ်ကျမ်းမာရေးအနည်းနဲ့လည်းမျက်စိနာတဲ့မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတင့်နဲ့၃ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာရွှေဝါရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအိမ်ရှိဖျားမှာပုံဒီစိတ်၆စိတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ဟိတ်ထသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဖော်ပြချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဖော်ပြချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့စနေသားသမီးများအတွက်တနေ့ဒါဟောစဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာ အလုတ်မှာနေရာတိုင်းကြီးနဲ့ပတ်သက်အလုတ်နေရာတိုင်းကြီးများနဲ့ပတ်သက်ပြီးတော့ဒီနေ့အတွက် စကားပြောဆိုဖြစ်ရှင်းပေးရတာမျိုးရဂျူလီယာတက်တဲ့ငွေရေးကြီးတွေကတော့ဒီနေ့မှစီလိုအပေါက်ရှာပြီးတော့ငွေရေးကြီးတွေဝင်တာနည်းနည်းဝင်တယ်ထွက်တာအများကြီးထွက်တယ်ငွေတွေတအားထွက်တာကျန်နေတတ်တယ်အထက်လူကြီးအကြီးကအတွက်လည်းဒီနေ့မှစိတ်ရှုပ်စရာစိတ်ညစ်စရာများနဲ့ဂျူလီယာတက်တဲ့ကျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူကမိမိကိုအထင်လွဲအဆွဆွဲလေဒီနေ့မှခံရတတ်တဲ့ပရိဒါနော เนาะအကျိုးပေးတဲ့ခဏန်းကတော့9နဲ့10ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာညိုမိုင်းသောအရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအိမ်ရှိဖျားမှာနှင်းစီပန်း9ပွင့်ကလူပေးရမှာ ဖြစ်ပါတယ်ရှင်